ိုင်ငံများတိုင်းပြည်အသီးသီးမှ အပျော်ရန်တက်များသည်အစ္စရေးတို့ဘက်မှကူတိုက်ပေးရန်အတွက်အစ္စရေးနိုင်ငံတွင်သို့လေကြောင်းခရီးဖြင့်စတင်ရောက်ရှိနေပြီဖြစ်ကြောင်းအပျော်ရန်တက်1500တို့ယခုအပတ်အတွင်း၌ဆက်လက်ရောက်ရှိလာအောင်မည်ဟုခန့်မှန်းထားကြောင်းနိုင်ငံများတိုင်းပြည်များရှိဂျူးအေဂျင်စီများတွင်စည်ရင်ပေးထားသည့်အပျော်ရန်တက်ဖွဲ့ဝင်ပေါင်းမှ9သိန်းခန့်ရှိကြောင်း လုံးပဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะစစ်ဖြစ်ပြီးကလေးကနှုတ်ပိတ်ထားသော အသက်38ရှိဂျော်ဒန်မင်းဟူစိန်သည်ထိုးနေ့ကအစိမ်းရောင်စစ်ယူနီဖောင်းကိုဝတ်ဆင်ပြီးခါရင်ပစ္စတိုချိတ်ထားသည်၎င်း၏ညီအိရှင်မင်းသားဟတ်ဆန်လည်း၎င်းနှင့်အတူပါလာရာ၎င်းကဲ့သို့ပင်ဝတ်ဆင်ထားသည်ရုရှားတို့ထံမှရထားသည့်စစ်လီယင်မြန်များကိုအယ်ဂျီးရီးယားနိုင်ငံက စစ်တွင်းသို့ပေးပို့လိုက်ကြောင်းဖြင့်ကြားရသည်ထို့တော်လည်းလင်းရင်ပြန်အရေးအတွက်ညီမြကိုပို့ပေးကြောင်းဖော်ပြခြင်းမရှိသည်ဒိမ့်ပိုက်ထားသောအာရဗ္ဗိုင်းနေမင်းများမှအစ္စရေးတို့ဆုတ်ခွာသည့်အချိန်ထိရေနံထုတ်လုံမှုကိုတလှလျင်900ခိုင်နှုန်း short ထုတ်သွားမည်ဖြစ်ကြောင်းဖြင့်ကူးဝိန်နိုင်ငံရှိရေနံထုတ်လုံရေးအာရဗ်နိုင်ငံများအဖွဲ့ချုပ်ကယနေ့ကြေညာလိုက်သည် အစ္စရေးပြောသည်များခိုင်မာသောငြိမ်းချမ်းရေးနှင့် ူငိမ့်ငိမ့်ရဲ့အတွက်ခိုင်းလုံစွာအာမခံချက်ရှိသော အပြစ်ခတ်ရစဲရေးကိုအစ္စရေးကလက်ခံပြီဖြစ်ကြောင်းဤသို့သော အပြစ်ခတ်ရစဲရေးအကြံပေးချက်ကိုမဆိုလိလာရင်ပြင်ဆင်ထားပြီဖြစ်ကြောင်းဖြင့်အစ္စရေးနိုင်ငံညာ၏ဝင်ကြီးအဘာအီဗန်ကယူယောင်မြို့တွင်သတင်းစာဆရာများနှင့်တွေ့ဆုံရ၌ပြောကြသည်သို့တော်လည်းအီဂျစ်သမ္မတဆရတ်ပြောကြားသွားသည်ကဲ့သို့အစ္စရေးတို့အားလုံး1969ခု 6ရက်စပွဲမတိုင်မီနေရန်များသို့ပြန်သွားရေးဆိုသည်မှမဖြစ်နိုင်ကြောင်းအာရတ်တို့သည်အောက်တိုဘာ30ရက်နေ့၌ကျင်းပမည့်အစ္စရီရေဝိကောက်ပွဲကို၎င်းအမေရိကန်နိုင်ငံညာ၏ဝင်ကြီးဟင်နရီကစ်ဆင်ညာ၏အစီအစဉ်အရလာမည့်နိုဝင်ဘာလအတွင်းညူယောင်မြို့၌တွေ့ဆုံဆွေးနွေးရန်အစီအစဉ်ကိုလည်းချိန်ရွယ်ပြီးစစ်ကိုစတင်လိုက်ခြင်းဖြစ်ကြောင်းအစ္စရီနှင့်အီဂျစ်နိုင်ငံညာ၏ဝင်ကြီးတို့သည်ပြဿနာပြေလည်ဖို့နီးလန်ရှာဖွေကြရာတွင် အဆက်အသွယ်ပြုလုပ်ပြီးရှားဖွေကြရမည်အစားရန်လိုသောစကားများဖြင့်မိမကောင်းရန်တွေ့လုံနေကြရာကြောင်းအီဂျစ်နှင့်ဆီးရီးယားတို့ကကြီးမားသောထိုးစစ်ကြီးများကိုဆင်နွှဲနေကြပါသည်ဆိုတော့လေ1968ခုနှစ်က၎င်းတို့ဆုံးရှုံးသွားသည့်နေမင်းများကိုပြန်လည်သိမ့်ပိုင်နိုင်ခြင်းမရှိသေးကြောင်းသူတို့ပြောတဲ့ကဲ့သို့မြေပုံပေါ်တွင်မြင်တွေ့ရသောလမ်းကြောင်းများပွင့်နေပြီးဆိုပါက၎င်းတို့၏တင်ကားများအဟံတခံနေရခြင်းကိုမြည်သူကယုံကြည်နိုင်မှမည်နီ ဣသရေလကိုဖြိုခွင်းမည်ဟုလေးလုံးထွားနေသော အာရက်ဤပြောစကားများကိုမယုံကြည်ကြောင်းဣသရေလနှင့်ဆစ်ဆာဆွေးနွေးလိုပါသည်ဟုတကြောကြောအော်ခေါ်နေခြင်းကိုလည်းမယုံကြည်နိုင်ကြောင်းအပြစ်ခတ်ရက်စဲရင်နှင့်ပတ်သက်၍ယခုစစ်ပွဲမတိုင်မီကရှိနေသည့်အနေအရာသို့လက်နက်ကင်တပ်များအလုံးပြန်သွားကြရန်တင်းပြသောအမေရိကန်၏သဘောထားကိုမိမိတို့ထောက်ခံကြောင်းစရက်ဤအပြစ်ခတ်ရက်စဲရဲ့အကြံပြုချက်ကိုလက်မခံနိုင်ကြောင်းဖြင့်ဣသရေလနိုင်ငံညာယီဝင်ကြီး အဘဘီဗန်ကပြောဆိုသွားသည်နိုင်ငံညာတိုင်းပြည်အသီးသီးမှအပျော်ရန်တက်များသည်အစ္စရေးတို့ဘက်မှကူတိုက်ပေးရန်အတွက်အစ္စရေးနိုင်ငံအတွင်းသို့လေကြောင်းခရီးဖြင့်စတင်ရောက်ရှိနေပြီဖြစ်ကြောင်းအပျော်ရန်တက်1500တို့ယခုအပတ်အတွင်း၌ဆက်လက်ရောက်ရှိလာအောင်မည်ဟုခန့်မှန်းထားကြောင်းနိုင်ငံညာတိုင်းပြည်များရှိ due agency များတွင်စီးရင်ပေးထားသည့်အပျော်ရန်တက်ဖွဲ့ဝင်ပေါင်းမှ9သိန်းခန့်ရှိကြောင်း၎င်းတို့အနက်3သိန်းကိုလက်ခံထားပြီဖြစ်ကြောင်း ၎င်းတို့သည်အစ္စရေးနိုင်ငံတွင်6လအမှုထမ်းညာမည်ဖြစ်ကြောင်း၎င်းတို့၏အသက်မှာ16နှစ်မှ25နှစ်အတွင်းဖြစ်ကြောင်းဖြင့်အစ္စရေးကကြေညာသည်ကမ္ဘာနိုင်ငံအသီးအသီးမှ ကရက်များအယ်ဂျီးရီးယားကူဝိတ်မော်ရိုကိုနှင့်ဆော်ရီအာရေဗီယာနိုင်ငံများမှနိုင်ငံများ၏ဝင်ကြီးများနှင့် သမရနတ်ဆင်းတို့တနာယီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးကြသည်လေးနိုင်ငံဝင်ကြီးများကိုစားဆော်ရီအာရေဗီယာနိုင်ငံများ၏ဝင်ကြီးစာကုတ်ကမိမိတို့သည် အာရ18နိုင်ငံကိုစားသမရနတ်စင်နဲ့ဆွေးနွေးခဲ့ကြောင်းသမရနဲ့အလွန်ကောင်းသည့်အမြင်များကို ဖလှယ်နိုင်ခဲ့ကြောင်းဆွေးနွေးမှုများကိုနိုင်ငံအားဤဌာနနှင့်ဆက်လက်ပြုလုပ်မည်ဟုနစ်စင်ကပြောကြောင်းသမရနဲ့ဆွေးနွေးမှုများမလုပ်မီအမေရိကန်နိုင်ငံသား၏ဝန်ကြီးကစ်စင်ညာနှင့်အကျိုးညှိနှိုင်းခဲ့ကြောင်းဆွေးနွေးပွဲကိုလည်းကစ်စင်ညာတက်ရောက်ကြောင်းဗီယက်နမ်နှင့်ကမ္ဘာငြိမ်းချမ်းရေးများကိုတိစောက်ပေးနိုင်သူကစ်စင်ညာသည် ရှိလေပိုင်းဒေတာရင်ငိမ့်ငိမ့်ရေးကိုလည်းတိဆောက်ပေးနိုင်လိမ့်မည်ဟုမိမိတို့ထင်မှတ်ကြောင်းစသဖြင့်ဝင်ကြီးစာကုတ်ကပြောသည်သမရနစ်စင်ကလည်းမှန်ကန်ပြီးတရားမျှတသောငိမ့်ငိမ့်ရေးကို မိမိတို့ဖော်ဆောင်လိုကြောင်းရင်းအချက်သည်မိမိတို့အများဆုံးဆောင်ရွက်လိုသည့်လုပ်ငန်းဖြစ်ကြောင်းဖြင့်ပြောကြသည်ဝင်ကြီးများသည်ညူရောင်မြို့တွင်ကျင်းပနေသည့်ကုလသမဂ္ဂအထွေထွေညီလာခံသို့လာရောက်တက်နေကြသူများဖြစ်သည်ငိမ့်ငိမ့်ရေးတိဆောက်သူ၏ တာဝန်ဝတ္တရားများကိုယူရန်ဝင်ကြီးများကနစ်စင်ကိုပန်ကြားတိုက်တွန်းခဲ့သည်ဟုဆိုသည်ဆိုဗီယက်ဝင်ကြီးချုပ်ကိုစီဂင်သည်အဖွဲ့တစ်ခုကိုခေါင်းဆောင်ပြီးစစ်ပွဲနှင့်ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ရန်ဂိုင်ရိုသို့သွားကြောင်းအတိမပြုသည့်သတင်းများဂိုင်ရိုနှင့်မော်စကို၌ထွက်ပေါ်နေသည် မော်စကိုသို့အလဲရောက်နေသည့်ဒိမတ်ဝင်ကြီးချုပ်က ကိုစီဂင်အားဂုံပြုသည့်ညစာစားပွဲတည်ခင်းသည်သို့တော်လည်းထိုညစာစားပွဲသို့ကိုစီဂင်တက်ရောက်ခြင်းမရှိ အကြောင်းတစုံတရာပြခြင်းလည်းမရှိတဲ့ရောက်နိုင်တော့မည်မဟုတ်ကြောင်းလောက်သာသာမန်အကြောင်းကြားသည်ဟုဆိုသည်ဂိုင်ရိုမြို့ရှိဆိုဗီယက်တန်ယုံတဝိုက်တွင်မော်တော်ကားများခြေချင်းလိမ့်နေကြသည်ဂိုင်ရိုမြို့တွင်ကိုစီကင်တနေကုန်ရောက်နေသည်ဟုသောကောလာဟာလာသတင်းများလည်းပြန့်နေသည်အဲ့ဒဲတော်ဒိမ့်မဲ့ဝင်းကြီးချုပ်ရိုအာဂျစ်စင်ကဆိုဗီယက်ခေါင်းဆောင်တို့သည်ယခုစစ်ကိုမြန်မြန်ပြီးဆုံးစေလိုကြသည်ဟုမိမိထင်ကြောင်းစစ်ကြောမရှိရေးအတွက ရုရှားနှင့်အမေရိကန်တို့သဘောချင်းကိုက်ညီကြသည်ဟုခံမှန်းရကြောင်းမိမိနှင့်စကားပြောသောအခါတွင်လည်းစစ်ကွန်အမြန်ဆုံးရက်စဲရန်ထုတ်ဖော်ပြောဆိုကြကြောင်းဤရေခင်းတွင်တိုင်းပြည်အလုံးတာဝန်ယူကြရမည်ဖြစ်ရာအမေရိကန်နှင့်ဆိုဗီယက်နိုင်ငံတို့ကဘုံမူတာဝန်ကြီးကြောင်းအမြင်ချင်းတူညီကြသည်ဟု ဝင်းကြီးချုပ်ရိုအာဂျင်ဆင်ကပြောသည်စစ်ရက်စဲရဲ့အတွက်ဤသို့ဆုံးဖြတ်တဲ့သည်ဆိုသော အစိုးတရကုလသမဂ္ဂတို့တင်သွင်းရင်ရုရှားနဲ့အမေရိကန်တို့ကသဘောထားညီညီနိုင်နေကြသည်ဟုအမေရိကန်နိုင်ငံညာ၏ဌာနကယနေ့ပြောသည်လွန်ခဲ့သည့်ရက်သားတစ်ပတ်လုံးအမေရိကန်နှင့်ရုရှားတို့သည်စစ်ရဆဲရေးကိစ္စနှင့်ပတ်သက်ပြီးအကြိမ်မောင်းများစွာညီနိုင်ဆွေးနွေးခဲ့ကြသည်နိုင်ငံညာ၏ဝန်ကြီးကိုစီကင်သည်ရုရှားတန်မကြီးဒိုဘရီနင်နှင့်နေတိုင်းလိုလိုညီနိုင်မှုများပြုလုပ်သည်ပထမအဆင့်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့စစ်ရဆဲရင်နှင့်ပတ်သက်ပြီးနှစ်ဦးချင်းနှစ်သောအစိုးတရတင်သွင်းရန်ကိုအဓိကထားပြီးစ조사နေကြသည်သို့တော်လည်းသူတို့သည်နီးစံမှုကိုမရကြသည်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဆိုရင်းနှင့်ပတ်သက်၍လည်းရပ်မတ်တမ်းမနိုင်ကြသည်ဟုသိရသည်ထို့သောဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြတော့လဲနှစ်နိုင်ငံစလုံးကစစ်ဖြစ်နေသောနိုင်ငံများကိုစစ်လက်နက်ပစ္စည်းများပို့ပေးနေကြဆဲပင်ရှိသည်ဒင်ကားများတိုက်လင်းရင်များအပါဝင် စစ်လက်နက်ပစ္စည်းများကိုရုရှားကအာရပ်နိုင်ငံများသို့မယက်မနာပို့ပေးနေသည်အမေရိကန်ကလည်းရုရှားတို့ပို့သည့်အရေးအတွက်ကိုကြည့်ပြီးရှင်းဝင်ချညီစီရန် ထိုအတိုင်းပဲပို့ပေးနေသည်ဟုဆိုသည်အမေရိကန်တည်ယူပို့ဆောင်ရေးရင်ကြီးများသည်တနည်းလျင်အကျဉ်း20ထပ်မနည်းအစ္စရေးနိုင်ငံလျင်ဝင်းများသို့ဆင်းသက်ခါစစ်လက်နက်ပစ္စည်းများကိုချပေးလျက်ရှိသည်နှစ်နိုင်ငံစလုံးပေးပို့သည့်ဒဏ်ငိမ်သည် နေ့စဉ်900မှ800အထိရှိမည်ဟုခန့်မှန်းကြသည် 1953အောက်တိုဘာ18ကြာတာပရင်းနေအီဂျစ်စစ်မြန်နာအစ္စရေးရေးတပ်မှကွန်မန်ဒိုများကကုစံမျိုးစိတ်ကန်းတွေကြောက်ချထားသော ရန်သူသင်းမောများနေစုအတူးမြောင်းခွေရှိရဂါဒာမြို့မှသင်းမောများကိုတိတ်တဆိတ်ဝင်းရောက်ဖောက်ခွင်နှမြုပ်လိုက်ခြင်းဖြင့်73ရံမြောင်နှင့်စစ်ပွဲအတွင်းသို့ဝင်းရောက်လာသည်ကွန်မန်ဒိုများကသင်းမောများကိုဖောက်ခွင်နှမြုပ်ပြီးသောအခါရေးတပ်သင်းမောများကအမြောက်များဖြင့်ပစ်ခတ်သည်စီနိုင်ကျွန်းဆွယ်အတွင်း၌ ရင်ကားတိုက်ပွဲများဆက်လက်ဖြစ်ပွားသည်အစ္စရေးတို့ကယမနေ့များကလေးကခြေကုပ်ယူထားသည့်စစ်စခန်းမှနောက်သို့တက်လက်မှများစုပ်ပေးရခြင်းမရှိသေးကြောင်းရင်းစခန်းများသည်တူးမြောင်းနှင့်3မိုင်6မိုင်အကွာအထိဝေးကြောင်းကျင်းညာသည်အပြိုင်ထဲမှာပင်မိမိတို့ဖောက်ခွဲဖြက်စီးရေးတပ်ဖွဲ့များသည်တူးမြောင်း၏အနောက်ဘက်ကန်းအီဂျစ်နယ်မြေအတွင်း၌ရန်သူဒုံးအဖွဲ့များလက်နက်တိုးလောင်ရာဌာနများနှင့်စစ်စခန်းများကိုအောင်မြင်စွာ တိုက်ခိုက်ဖြက်စီးလျက်ရှိကြောင်းနောက်ထပ်တပ်ကူများပို့ပေးရာတွင်တင်ကားများနှင့်အမြောက်ကြီးများပါဝင်ကြောင်းရန်သူကတံပြန်တိုက်ရန်ကြိုးစားသည်။အားလုံးကိုအောင်မြင်စွာခြေမုံးလိုက်နိုင်ကြောင်းရင်းတပ်ဖွဲ့များသည်ရည်ရွယ်ချက်တိုင်းအောင်မြင်စွာဆောင်ရွက်နေကြောင်းစီနိုင်အတွင်ရောက်နေသည့်ရန်သူသည်နောက်ကျောမလုံးသည့်အခြေအနေသို့ရောက်နေကြောင်းဖြင့်အစ္စရေးကကြေညာသည်သို့တော်လည်းရန်သူစစ်မျက်နှာ၏နောက်ကျောဘက်သို့တိုက်အင်အားမြင့်မြတ်တင်ကားရေအတွက် အမြောက်အရေးအတွက်မြည်သို့ပို့ထားပြီးဖြစ်ကြောင်းကိုမူထုတ်ဖော်ကြေညာခြင်းမပြုကြီးအီဂျစ်ဘက်ကလည်းစူအတူးမြောင်းကိုကူပြီးမိမိတို့နယ်မြေထဲသို့ရောက်လာသည့်ရန်သူအသေးခံတပ်များကိုဝိုင်းထားပြီးဖြစ်ကြောင်းအလုံးလက်နက်ချရင်ရာဇသံပေးထားကြောင်းလက်နက်မချလျင်လုံးဝချေမုံပြင်ပြီးဖြစ်ကြောင်းရန်သူတို့သည်ထွက်ပေါက်မရှိတော့ကြောင်းခြေရန်စင်မြန်တာတွင်လေကြောင်းတိုက်ပွဲဖြစ်ပွားရာမိမိတို့တပ်များကရန်သူ၄ရဲ၄ဦးကိုဖမ်းဆီးမိပြီး ဘင်းရင်ဆက်နှစင်းကိုပြစ်ချလိုက်ကြောင်းဖြင့်အီဂျစ်ကကြေညာသည် အစရေးတို့ကမူရန်သူတင်က130နှင့်ဘင်းရင်မြန်16စင်းကိုပြစ်ချလိုက်ကြောင်းဖြင့်ကြေညာသည်ဆီးရီးယားစစ်မျက်နှာအစရေးတို့ကထိုးစစ်ဖြစ်မည်ယနေ့စသည်စီးရီးယားတပ်များကရန်သူတပ်များရှေ့မတွန်းနိုင်ရန်ကြံ့ကြံ့ခံရင်းတပ်ဆွဲမြေနေရာများမှာပင်တပ်ဆွဲနေနိုင်သည်။ဂိုလန်ကုန်းမြင့်မြင့်တောင်ပိုင်းနှင့်မြောက်ပိုင်းများတွင်လိုက်ပွဲများပုံမှုပြင်းထန်လာသည်ဟုစီးရီးယားဘက်ကပြောသည်။အစ္စရေးတို့ဘက်ကမူ စီးရီးယားဂျော်ဒန်အီရန်နဲ့ဆော်ဒီအာရေဗျာတပ်ပေါင်းစုများကခုခံနေကြတော့လဲဒမတ်စကတ်သို့ဥတီနေသည့်မိမိတများသည့်ရက်တန်ခြင်းမရှိကြောင်းတလက်မာကြီးတလက်မာရှီတိုးလျက်ရှိကြောင်းဒမတ်စကတ်မြို့တော်၏စင်ဂျေမုံရက်ကွန်များနှင့်ဂျာမာရှိနေသောရန်သူတပ်စခန်းများကိုအမြောက်များဖြင့်မယံမနာပစ်ခတ်တိုက်ခိုက်နေကြောင်းကြေညာသည်ဒဏီကုံတိုက်နေကြတော့လဲတစ်ဖက်နဲ့တစ်ဖက်ထူးခြားသောအောင်းပွဲများမရရှိကြတစ်ဖက်တစ်မျိုးကြေညာချက်များကိုသာထုတ်နေသည် ။အော်ဒါနဲ့စကားမဆက်။အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။အာရပ်ပြောသမျှဘာလက်ခန်းစစ်ကြောင်းကြီးကိုအီဂျစ်တို့ကသိမ့်ပိုင်လိုက်နိုင်ခြင်းမှာကမ္ဘာစစ်သမိုင်းတွင်ထူးခြားသောအောင်ပွဲကြီးဖြစ်ကြောင်းထိုခန်းစစ်ကြောင်းကြီးကိုသိမ့်ပိုင်နိုင်ရေးအတွက 6နှစ်အတွင်း၌မိမိတို့သည်စမ်းသပ်လေ့ကျင့်မှုများအကျဉ်း300ကျော်ပြုလုပ်ခဲ့ရကြောင်းဖြင့်အီဂျစ်အင်ဂျင်နီယာတပ်ဘိုဂျုံမိုဟာမက်အလီကယနေ့ပြောသည်ဘိုဂျုံအလီသည်ဆက်လက်ပြောသည်မှာရင်ခံစစ်ကြောင်းတွင်အခိုင်အမာစခန်းပေါင်း30ရှိကြောင်းစခန်းတစ်ခုလျင်တက်ခွဲတစ်ခုမှတည်ရင်တစ်ခုအထိလူအင်အားရှိသောတပ်များနေနိုင်ကြောင်းစခန်းတစ်ခုနှင့်တစ်ခုကိုကရုတ်ကျင်းများဖြင့်ဆက်သွယ်ထားကြောင်းဒေအိပေါင်းများစွာကိုလည်းအကာအကွယ်လုပ်ထားကြောင်းစခန်းတိုင်းကို ်တန်ဆူးကျူးများကာယံထားပြီးဂိုက်နေရာပတ်လည်တွင်မိုင်းများမြုပ်ထားကြောင်းရင်းခံတက်ကြီးအတွက်ဒေါ်လာတန်ပေါင်း238အကုန်ကျခန်းကအစ္စရေးတို့စောက်လုပ်ခဲ့ကြကြောင်းထိုခံစစ်ကြောင်းကြီးကိုသိမ့်ပိုင်နိုင်ရေးအတွက်မိမိတို့သည် ပုံစံတူများပြုလုပ်ခါလေ့ကျင့်ခဲ့ကြောင်းဖြင့်ပြောသည်၆ရက်ကျော်ပိတ်ထားခဲ့ရသည့်စုအပ်တူများကိုပြန်လည်ဖွင့်လျင်လိုအပ်သည့်အစီအစဉ်များပြုလုပ်နေပြီဟုသိရသည်။စုအပ်တူမြောင်ကုမ္ပဏီဘုတ်ဖွဲ့ဥက္ကဋ္ဌက တူးမြောင်းကိုပြန်လည်ဖွင့်လင်းလောက်ကန်ရန်အတွက်သမရအဝါစရတ်ထမ်းမှမီးစိမ်းကိုစောင့်နေခဲ့ရသည်ယခုအခါမီးစိမ်းဖြပြီးဖြစ်သောကြောင့်လူအပ်သည့်ပြင်ဆင်မှုများကိုပြုလုပ်နေပါပြီဟုပြောဆိုသည်ပါလက်စတိုင်းပြောက်ကြားများကအစ္စရေးနိုင်ငံအတွင်းမိုင်းနှင့်မိမိတို့သိမ်းပိုက်ထားသောနေမြေများတွင်လျှက်ရပြစစ်စင်ရေးပေါင်းများစွာကိုဆင်နွှဲခဲ့ကြောင်းရန်သူ၏အမြောက်စခန်းပေါင်းများစွာကိုဖျက်ဆီးနိုင်ခဲ့ကြောင်းရှိတ်တောင်ကုန်းပေါ်ရှိရန်သူစခန်းပေါင်းကို ရန်သူစခန်းများကိုအော်တိုဘန်18ရက်နေ့ကဒုံးမြေများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖြင့်အယ်ဂျီးရီးယားရှိပါလက်စတိုင်းတော်လှန်ရေးစစ်ဦးစီးဌာနကကြေညာချက်ထုတ်သည်စီနိုင်းနှင့်ဂါဇာဒေသကြားပါလက်စတိုင်းသိမ်းထားသည့်အင်းမြင်အနီးမှမိရထားလမ်းများကိုပါတိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု နောက်ထပ်ကြေညာချက်တစ်စောင်ဖော်ပြထားသည်အစ္စရေးပြောသည်များယခုစစ်ပွဲသည် နှစ်ချီဖို့မဆိုထားနှင့်လှရှိကြာရန်မင်းအကြောင်းမရှိ ရပိုင်းနေပြီးဆုံးသွားမည်စစ်ပွဲဖြစ်သည်ဟုစီနိုင်းစစ်မျက်နှာသို့တွားရောက်ကြည့်ရှုရင်းသတင်းထောင်များနှင့်တွေ့ဆုံရာတွင်မိုရှေဒိုင်းယန်ကပြောသည်မိုရှေဒိုင်းယန်ကဆက်ပြောရာတွင်ရနေငယ်မဟုတ်လင်ကစားရပိုင်းများသာကြာပါလိမ့်မည်အီဂျစ်စစ်မျက်နှာ၌မိမိတို့စွန်စားတိုက်ခိုက်မှုပြုခြင်းသည်အကောင်းဆုံးဖြစ်ဖို့အတွက်ဦးတည်သည်အကြမီပါမီအီဂျစ်များမျှော်လင့်မထားသည့်အခြေအနေဖြင့်ရင်ဆိုင်ရတော်မူဖြစ်သည်အီဂျစ်တို့သည သူတို့ဤကာကွယ်ရေးအစည်းအဝေးများနှင့်စိုးပြီးရပစ္စည်းများပေါ်တွင်အလွန်အမင်းအားကိုနေကြသည်ထို့ကြောင့်မိမိတို့အပေါ်နိုင်ရမည်ဟုပူတွက်နေကြခြင်းဖြစ်သည်ဟုမိုးရှိဒါယန်ကပြောပြသွားသည်လုံခြုံ၏အာမခံချက်ရှိပြီးနန်းမိတ်မြင်းချောင်းများကိုအတိအမှန်ပြုမည်ဆိုလျင်ငိမ့်ငိမ့်၏စာချုပ်ကိုလက်မှတ်ရေးထိုးပြီးသောအခါဣသရေလနိုင်ငံကဒိမ့်ပိုက်ထားသည့်နယ်မြေများအလုံးမှရုတ်သိမ်းသွားမည်ဟုမိမိထံဣသရေလဝန်ကြီးချုပ်မစ်ဂိုဒါမီယာကစာရေးကြောင်းဖြင့် စီနီကောတမရလီယိုပိုစီဒါစင်ကာကယနေ့ထုတ်ဖော်ပြောဆိုသည်အစ္စရေးတို့ကိုစုအပ်တူးမြောင်အရှိတ်ဘတ်ချမ်းသို့မောင်းထုတ်ပြီးစီးဝါရေးရာအီဂျီချက်ထအောက်တွင် ပြပြဝတ်နေစေရန်အီဂျစ်တို့ရည်ရွယ်ခြင်းဖြစ်သည်ထို့ကြောင့်လည်းအရှိတ်ဘတ်ကန်းကိုသိမ့်ပိုင်ရန်ကြိုးစားခြင်းသည်စီရေးအရာထံနိုင်ငံရေးနှင့်စီးဝါရေးအရာဖြစ်သည်ထို့ကြောင့်မိမိတို့သည်စုအပ်တူးမြောင်ကိုမဖြစ်မနေပြန်သိမ့်ရမည်ဟုအယံတက်ဘူချုပ်ကြီးဟိမ်ဟာဇတ်က အမေရိကန် NBC ရုပ်မြင်သံကြားသတင်းထောက်များနှင့်တွေ့ဆုံရာတွင်ပြောကြားသည်ကမ္ဘာနိုင်ငံအသီးအသီးမှခရက်များဆိုဗီယက်ဝန်ကြီးချုပ်ကိုစီဂင်နှင့်အီဂျစ်သမ္မတအဝါဆရတ်တို့နှစ်ဦးစွန့်တွေးပွဲများပြုလုပ်ခဲ့ကြောင်းဖြင့်အရှိလေပိုင်းသတင်းဌာနကယနေ့ကြေညာသည်ဂိုင်ရိုမျိုးတို့ကိုစီဂင်ရောက်နေ၌သုံးချိန်တိတိအချိန်ကြာမြင့်စွာ သမ္မတဆရတ်နှင့်စွန့်တွေးသည်ဟုတူတူတုတ်တုတ်သာဖော်ပြထားသည်ကိုစီကင်မြည်သည့်နေရာကရောက်လာသည် ်ဤသည့်နေကဆွေးနွေးကြောင်းဘယ်နည်းရကြောင်းနေထိုင်သွားကြောင်းများကိုမူဖော်ပြခြင်းလုံးဝမရှိသည်ဒီဒိန်နိုင်ငံညာရေးဝန်ကြီးစာဒေါက်ကလစ်ဟ ோம் ကလည်းဂိုင်းရူမြို့သို့ကိုစီကင်ရောက်လာပြီးငင်းညင်းရင်နဲ့ပတ်သက်သည့်များကိုဆွေးနွေးနေသည်ဟုယုံကြည်ရာကြောင်းဖြင့်လွတ်တော်နေရပောင်းအစည်းအဝေးတွင်မိန့်ကြားသည်အစ္စရေးက၎င်းတို့ဖမ်းမိထားသည့်အာရ73,809ဦးတို့၏အမည်စာရင်းကိုလွှတ်အပ်ကြောင်းထို့ပြင် ပြောင်းဆုံးနေသော၎င်းတို့၏စစ်သား300ခန့်၏အမည်စင်းများကိုပါပေးကြောင်း၎င်းစစ်သားများသည်အာရတ်တို့လက်ထဲတွင်သုံးမှန်းအဖြစ်အဖမ်းခံရလိမ့်မည်ဟုထင်ကြေးပေးကြောင်းဖြင့်ကမ္ဘာကြက်ချင်းဤအဖွဲ့ကကြေညာသည်အီဂျစ်ကအစ္စရေးစစ်သုံးမှန်း43ယောက်တို့၏အမည်များကိုကြေညာကြောင်းဖြင့်လည်းကမ္ဘာကြက်ချင်းဤအဖွဲ့ကပြောဆိုသည်အစ္စရေးတို့စစ်ကူပို့ရေးဆုံးဖြတ်ချက်ကိုအစိုးရကလုံးဝချမှတ်လိမ့်မည်မဟုတ်ကြောင်း သို့တော်လဲဆိုဗီယက်နိုင်ငံက၎င်းတို့ဤတပ်များကိုအာရဗ်ဘက်မှကူတိုက်ပေးရန်စေလွတ်ခဲ့တော်လဲအမေရိကန်နေဖြင့်လဲတပ်စေလွတ်ရေးကိစ္စမှာဖြစ်လာနိုင်စရာရှိလိမ့်မည်ဖြစ်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီး ရှက်လီစင်ကပြောသည်အစ္စရေးကိုစေရေးထောက်ပံ့မှုများဆက်လက်ပြုလုပ်နေမည်ဟုဆိုပါကအမေရိကန်နိုင်ငံတို့ရေနံတင်ပို့မှုကိုရပ်ဆိုင်းရတော်မည်ဟုဆော်ဒီအာရေဗျာနိုင်ငံကချိန်ချောက်သည်အစိုးရအဖွဲ့အစည်းအဝေးအလုပ်ပြီးတွင် ညင်ညာချက်ထုတ်ခြင်းဖြစ်သည်ဆော်ဒီအာရေဗျာနိုင်ငံသည်ယေနန်ထုတ်လွှင့်မှုကိုဆယ်ရာခိုင်နှုန်းချော့ချပြင်ရန် ဆုံးဖြတ်လိုက်သည်ကူဝိတ်နိုင်ငံကလည်း900ခိုင်နှုန်းချော့ချရန်ဆုံးဖြတ်ထားပြီဖြစ်သည်ယေနန်တထေးနိုင်ငံများက၎င်းတို့၏ယေနန်ထုတ်လွှင့်မှုကိုချော့ချရန်ဆုံးဖြတ်နေကြသည့်အနက်ဆော်ဒီအာရေဗျာနိုင်ငံကအများဆုံးဖြစ်သည်ယေနန်တထေးအာရန်နိုင်ငံအားလုံးတို့သည်လက်ရှိစစ်ပွဲနှင့်ပတ်သက်ပြီးယေနန်ကို နိုင်ငံရေးလက်နက်ဖြင့်အုံပြူတိုက်ခိုက်ရန်ဆုံးဖြတ်ကြပြီဖြစ်သည်။အစ္စရေးကိုကူညီနေသည့်နိုင်ငံများစစ်ပွဲတပ်တန်းရှေးအောင်ပြုလုပ်နေသည့်နိုင်ငံများအစ္စရေးသိမ်းပိုက်ထားသောနေမင်းများအပေါ်မှအစ္စရေးတို့ဆုတ်ခွာသွားခြင်းမပြုအောင်ဤလန်မျိုးစုံကြံဆောင်နေသည့်နိုင်ငံများကိုရေနံတင်ပို့မှုရပ်ဆိုင်းပြီဖြစ်ကြောင်းဖြင့်ချိန်ချောင်နေကြသည်။လိုအပ်သည့်အစီအစဉ်များကိုလည်းဆွေးနွေးပွဲများပြုလုပ်ကာညှိနှိုင်းနေကြသည်။1983အောက်တိုဘာ19တောက်ကြား အီဂျစ်စင်မြန်နာဆူအတူးမြောင်အနောက်ဘက်ကန်းတွင် ကိုမန်ဒိုတပ်များဖြင့်ကြီးမားသော ထိုးစင်များကိုဆင်နွဲက14ရက်မြောက်စစ်ပွဲကိုအစ္စရေးတို့ကစတင်လိုက်သည်စီနိုင်သေးကန်နိုင်အတွင်း၌တင်ကားတိုက်ပွဲများသည်ရင်ထန်စွာဖြစ်ပွားလျက်ရှိသည်အီဂျစ်တို့ကနယ်မြေများချဲ့ထွင်သိမ်းပိုင်ရန် အာသွန်တိုက်နေတော်လဲအစ္စရေးခန်းစစ်ကအင်အားတောင့်တင်းနေသောကြောင့်ရှစ်ဆယ်ရန်အကြက်တဲနှင့်စုံတွေ့နေရသည်အစ္စရေးတို့သည် စီနိုင်သေးကဏ္ဍရဲ့အတွင်း၌တံပြန်ထိုးစစ်ကိုပြုလုပ်နေရမှစစ်ပရီရဲ့ပြောင်းပြီးအီဂျင့်နေရှေတန်းစစ်မြန်နာနောက်ပိုင်းသူကွန်မန်ဒိုတပ်များသို့ပို့ကာရန်သူနေမြေအတွင်းပြောင်းဆန်သောစစ်စင်ရေးကိုပြုလုပ်လာသည်လေးတပ်၏အကူအညီဖြင့်တင်ကားများအမြောက်များပို့ကာကြီးမားသော ထိုးစစ်ကိုဆင်နွှဲနေသည်စီးရီးယားစစ်မြန်နာတွင်ဒမတ်စကန်မြို့တော်သို့ဥတီတိုက်ခိုက်တဲ့ကဲ့သို့အီဂျစ်စစ်မြန်နာတွင်လည်းကိုင်းရူမြို့တော်သို့ဥတီတိုက်ခိုက်နေသည် အစ္စရေးကွန်မန်ဒိုတပ်များသည်ကိုင်ရိုမြို့နှင့်53မိုင်မှ46မိုင်ကွာသို့ရောက်ရှိနေပြီဖြစ်ကြောင်းဖြင့်အစ္စရေးဗိုလ်ချုပ်ရှလိုမိုဂါဇက်ကပြောသည်အီဂျင်နယ်မြေအတွင်းရှိမြေပြင်မှဝင်းဟင်းပြစ်ဒုံးရစခန်း10ခုကိုတိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်းဖြင့်လည်းဆက်လက်ပြောဆိုသည်ဇူအတူမြောင်အနောက်ဘက်ကအီဂျင်နယ်မြေအတွင်း၌အစ္စရေးတပ်သားပေါင်း12000နှင့်တင်ကားပေါင်း30ကျော်ရောက်ရှိနေပြီဖြစ်သည် မိမိဤနောက်ကျောဘတ်သို့အင်းအားကြီးမာလာသောရန်သူများမြည်သည့်ရည်ရွယ်ချက်ဖြင့်မြည်သူမြည်ပုံရောက်ရှိလာကြောင်းကိုအီဂျစ်တို့တွေးရခက်ပြီးစစ်ပရိယဲများရှုတ်ထွေးကုန်သည်ထိုတပ်များကိုခြေမုံနိုင်ရေးအတွက်အီဂျစ်တို့ကြိုးစားကြရင်းဖြင့်ဇီနိုင်းသဲကန်နာရအတွင်းမှတိုက်အားများလျော့ပါလာသည်မိမိနယ်မြေတွင်ရောက်ရှိနေသော ရန်သူတပ်များကိုထွက်ပေါက်မရှိအောင်ဝိုင်းထားပြီးဖြစ်ကြောင်းတပ်အချို့ကလည်းခြေမုံလိုက်ကြောင်းဖြင့်အီဂျစ်ဘက်ကကြေညာသည်ဆီးရီးယားစစ်မျက်နှာ ဆီးရီးယားဂျော်ဒန်အီရန်နဲ့ဆော်ဒီအာရေဗီယာတပ်များသည်အစ္စရေးစစ်ဦးကိုထိုးပေါက်တိုက်ခိုက်ရင်းဆီးရီးယားစစ်မြန်နာ၌ဇလီးယံမြောက်စစ်ပွဲသည်နက်နက်စောစောကစတင်ဖြစ်ပွားသည်အစ္စရေးတို့ကလည်းလေးချောင်းဂူကြီးဖြင့်အာရတ်စုပေါင်းတပ်များကိုချေမုန်းကာဒမတ်စကတ်သို့ချီရန်ကြိုးစားမြဲကြိုးစားလျက်ရှိသည်ဂိုလန်ကုန်းမြင့်မြင့်၏မြောက်ဖြားဒေသတွင်ပြင်းထန်သောတင်ကားတိုက်ပွဲများတနေ့ကုန်ဖြစ်ပွားသည်မြောက်ဖက်ဖြားစစ်ကြောင်းကိုအစ္စရေးတို့ကပုံမူအားပြေလာသည် အလေဦးเจ้าမှာထိုးစစ်သည်ထင်းသလောက်မှန်းညင်မကြိုက်သောကြောင့်မြောက်ပိုင်းမှာလဲပြီးထိုးစစ်ဆင်းခြင်းဖြစ်သည်ထိုးစစ်မြေပြင်တွင်ဣသရေလတင်ကား52ဆင်းနှင့် တင်ကားခါပြတ်18ဆင်းတို့ကို၎င်းအမြောက်တခွဲ3ခုကို၎င်းကိုကဲဌာနတစ်ခုကို၎င်းတင်ကားပြတ်ဒုံးပြန်စခန်းတစ်ခုကို၎င်းမော်တော်ယာဉ်အမြောက်များကို၎င်းဖြတ်စည်းလိုက်ကြောင်းဖြင့်ဆီးရီးယားကကျင်းညာသည်ဣသရေလတို့ကမူမိမိတို့၏စစ်ဦးသည် ဒမတ်စကတ်မြို့သို့တက်လက်မှပြီးတက်လက်မှဥဒီချီတက်လျက်ရှီချောင်းဖြင့်ကြီးညာသည် အာရပ်ပြောသည်များအီဂျစ်နှင့်ဆီးရီးယားစစ်မြန်နာနှစ်ခုစလုံးတွင် အစ္စရေးစစ်သားပေါင်းတသိန်းကျော်ကိုချေမှုန်းခဲ့ပြီးဖြစ်ကြောင်းဖြင့် LRN သတင်းစာကယနေ့ကြေညာသည်စစ်ပွဲအတွင်း၌ဖမ်းဆီးရမိသောအစ္စရေးမဟုတ်သူများကိုဂျနီဗာညီလာခံ၏စစ်တုံမန်းများအပေါ်ထားရှိရသည့်သဘောအတိုင်းအခွင့်အရေးပေးမည်မဟုတ်ကြောင်းဖြင့်အီဂျစ်ကကြေညာသည် ထိုသူများကိုစစ်တုပ်ပန်းများရတင်ရထိုက်သောအခွင့်အရေးများကိုဘေးမြီမဟုတ်ပဲရားဆွဲကောင်းများအဖြစ်သဘောထားမည်ဟုဆိုသည်ယခုစစ်ပွဲအပြစ်ခတ်ရစေရသည်အလွန်ဆောနေသေးကြောင်းဒါမည်ပတ်တွင်စင်နွဲရာမီပြင်းထန်သည့်တိုက်ပွဲများသည်မိမိတို့အတွက်အခွင့်အလန်းသာလာပြီးဖြစ်ကြောင်းအောင်မွေးများကိုမိမိတို့ခံယူပြီးသောအခါတွင်အစ္စရေးနိုင်ငံအားလုံခြုံမှုကိုမိမိတို့ပေးမိဖြစ်ကြောင်းဖြင့်အီဂျစ်သမ္မတဆရတ်ကယနေ့ပြောသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ